တောင်ငုံမြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်ဇီတီတော်တို့ဒုစစ်ခေါင်းဆောင်ဆိုဝင်ဖနက်စီပီတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ပဲခူးတိုင်းတောင်ငုံမြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်ဇီတီတော်တို့ဒုတိယစစ်ခေါင်းဆောင်ဆိုဝင်ဟာဖနက်စီပီတက်ရောက်ခဲ့မှုကိုစစ်ရုံးရဲ့ပြန်ကြားရေးဝက်ဆိုက်မှာမှတ်ချက်နဲ့တကွာဖော်ပြခဲ့လို့ပြည်သူများသိရှိခွင့်ရရှိခဲ့ပါတယ်။ အကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာငလင်ဒန်တဲ့နဲ့ဘကိုးတိုင်းသူတွားရောက်စစ်ဆေးကြရမှာတောင်ငူမြို့မှာတည်ထားတဲ့သမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်စီရီတော်တို့ဖနက်စီပီတက်ရောက်ခဲ့ကြောင်းစစ်တပ်ရဲ့ပြန်ကြားရေးဝက်ဆိုက်မှာမှတ်ချက်ပုံစံနဲ့သတင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။စစ်ရုံးရဲ့ပြန်ကြားရေးဝက်ဆိုက်မှာသတင်းဖော်ပြရမှာမှတ်ချက်သတင်းစာများမှာအပြည့်အစည်းတွေးရှိမှုများအပြည့်အစည်းများဦးစားပေးသုံးရန်နန်းတော်ဦးဖျားမှာဖနက်စီထားသဖြင့် ပုံ300မှာဂယုပြု300စွာဆောင်တရားပြည့်စည်မှုနှင့်ပြင်းစင်ဆောင်ရွက်နေမှုများအာ တင့်တော်တို့လို့သုံးရန်လို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင်မှ၎င်းမှတ်ချက်ကိုပြန်လည်ဖြုတ်ပေးသွားပါသည်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တမိုင်းဝင်နန်းတော်ဦးလောကမာရဇင်းဇီတီတော်ဟာစိန်ဘူးတော်ငှက်မြန်နာတော်ရင်းပြင်းရှိဘုရားပထိုးဇီတီတော်ငယ်များပြိုကျပျက်စီးခဲ့ပြီးမလ28ရက်နေ့ကလေးကကယ်ဆယ်ရေးနဲ့ကူညီမှုများလို့သူများမှအပပြည်သူများတွားရောက်ဖူးမြော်ခွင့်ပိတ်ပင်ထားပါတယ်။ဒါကြောင့်ဒုတိယဆက်ကောင်းဆောင်ဆိုးဝင်းဟာနန်းတော်ဦးဘုရားရင်းပြင်းပေါ်သို့လာရောက်စစ်ဆေးခြင်းဖနက်စီးပြီ တက်ရောက်ခဲ့ချိန်မှာပြည်သူများဝင်ရောက်ခွင့်တားမြစ်ထားလို့မသိရှိရပဲသတင်းမီဒီယာများမှသတင်းဖော်ပြမှသာလျှင်သိရှိလာကြကြောင်းဖျားရင်ပြင်မှာအပြက်အစီးများရှိစေကမူဖနက်စီတက်ရောက်မှုမှာလက်ခံနိုင်ပွဲရမရှိဘူးလို့တောင်ငူမျိုးကပရဟိတအသင်းအဖွဲ့တောင်ဝန်ကံများကဆိုပါတယ်နန်တော်ဦးဇီတီတော်ကမလ28ရက်နေ့ကငလင်းလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒေတာတက်နေကတမတော်သားတွေကြက်ချင်းနီမိသက်ရင်းနဲ့ကျွန်တော်တို့နေမီကန်ပရိုက်တာအဖွဲ့တွေလှူအားပေးပြီးအပြိုအပြက်တွေဖယ်ရှားပြီးသားပါရင်းမြင်တော်မှာလည်းအပြက်အစီအစားအနာမရှိတော့ပါဘူးဖခင်ပရဝုတ်ထဲမှာလည်းဇီရီရောကြီးမူလအတိုင်းမရှိတော့တဲ့ပုံစံကလွဲရင် အပြက်အစီတွေအကုန်ရှင်းထားပြီးသားပါဖခင်ပေါ်ပနက်စီပီတက်တယ်ဆိုတာ Facebook ပေါ်မှာသတင်းတက်လာမှကျွန်တော်တို့သိရတာပါဒါကြီးကတော့လက်ခံနိုင်စရာမရှိဘူးဇီရီတော်အပြိုအပြက်တွေကျွန်တော်တို့ရှင်းလုံးကတော့ဖခင်ရင်းမြင်မှာဖနက်မစည်းကြပါဘူးလို့ နန်းတော်ဦးဖျားဇီတီတော်အပြူအပြက်များရှင်းလင်းမှာပါဝင်လှုပ်ဆောင်ခဲ့တဲ့ပလိုက်တာအဖွဲ့ဝင်တူကဆိုပါတယ်တောင်ကူးမြို့နန်းတော်ဦးလောကမာဒဇင်းဇီတီတော်ကိုကောစာတက်ကြက်1162ခုနှစ်မှာဗဒုံမင်းတရားကြီးဘိုးတော်ဦးဝိုင်းကတည်ထားပူဇော်ခဲ့ပြီးနန်းတော်ဦးရန်အောင်နိုင်လိုအမည်သတ်မှတ်ခဲ့ကြောင်း၎င်းတော် KSSF ပြုပြင်ခဲ့ရကတက်ကြက်1290ပြည့်နှစ်မှာနန်းတော်ဦးလောကမာဒဇင်းလိုအမည်ပြောင်းလဲပူဇော်ခဲ့ကြောင်းသိရပါတယ် တနိုင်ကန်လုံးမျိုးလေတိုင်းရှိဌာနဆိုင်ရာယုံရက်ွက်နဲ့ကြေးရွာများအားလုံးမှာယန္နာတုတ်ကိုကိုယ့်ရဲ့တီတီကိုးကျင်ရုပ်ဖက်ကြဖို့စက်ကောင်စီကယမန်နေ့ညပိုင်းကအရေးပေါ်ညွှန်ကြားလာတယ်လို့မြို့နယ်ထွေရုပ်အဖွဲ့များထံမှသိရပါဗယ်။ဧပြီလ10ရက်နေ့ကစပြီးဧပြီလ16ရက်နေ့အထိနေ့စဉ်ည9:00နာရီအချိန်တိုင်းမှာတနိုင်ကန်လုံးရှိစက်ကောင်စီရဲ့လာအုပ်ကံဝန်ကြီးဌာနယုံများရက်ွက်နဲ့ကြေးရွာအုပ်ချုပ်ရေးယုံများ သဒ္ဒနာဆိုင်ရာဓမ္မယုံဘုံကြီးကျောင်းများဆွမ်းလောင်းအသင်းများနဲ့ပြည်သူများရဲ့နေအိမ်များမှာယတနာတုတ်ကိုရွတ်ပတ်ပူဇော်ရမှာဖြစ်ကြောင်းလက်ရှိဖြစ်ပေါ်နေတဲ့ငလင်ဘေးအပြင် BNDM များမှကင်းရှင်းနိုင်ရေးအတွက်ထိုကဲ့သို့စစ်ကောင်စီရဲ့ပြည်ထရေးဝန်ကြီးဌာနကတနင်္ဂနွေလုံးသို့နှုတ်မိန်ဖြင့်ညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်ငလင်ဘေးကြီးဖြစ်တဲ့ပြည်သူတွေအလောင်းတွေထောင်ချီပြီးသေဆုံးရတယ်အပုပ်နံတွေဖြစ်တဲ့ဓာကဝေသာလီမာကက်ဘေးဆိုင်တော်ဘုရားရှင်ကိုယ်တိုင်ယတနာတုတ်ပိယိပဋ္ဌံတွေရွတ်ပြီးကာကွယ်ခဲ့ရတာ အခုလဲဒီလိုယတနာတုတ်ရွတ်ဖက်ပူဇော်တာကကောင်းတဲ့လက္ခဏာဖြစ်တဲ့ကြုံစဲကြုံရလက်တန့်သောဘေးတွေကနေကင်းဝေးစေမှာဖြစ်တယ်။ဦးစင်းတို့စီမှာတော့မြို့နယ်ထွေအုပ်ရဲ့ညွန်ကြားချက်နဲ့မြို့နယ်တန်ကနာယကအဖွဲ့တွေပူးပေါင်းပြီးတော့ကြောင်းတိုက်တွေအလှည့်ကျညာတိုင်းမင်းညကစပြီးရွတ်နေပြီတနိုင်ကလုံးရွတ်ကြတာပါလို့စမ်းကြောင်းမျိုးတွေကမြို့နယ်တန်ကနာယကအဖွဲ့ဝင်တူကဆိုပါတယ်မကွေးတိုင်းမင်းလာမျိုးတွေမှာလည်းမြို့နယ်ထွေအုပ်ရဲ့ညွန်ကြားချက်အရာယမန်နေညခွာနိုင်ကစပြီးရတနာတုတ်ကိုမလွန်များတဲ့ပိတ်ဇေဒီတော်မြက်ကြီးကန္ဓာကုဏီတိုင်မှာ စတင်ရုတ်ဖက်ပြီး AB 6ရက်နေ့ကနေ AB 16ရက်နေ့အထိ9ရက်9ချိန်တိုင်တိုင်ရုတ်ဖက်သွားမှာဖြစ်ကြောင်းမင်းလာမျိုးကလည်းနေစဉ်ညခွာနာရီအချိန်တန်းကတော့ဆီယာရော်များဟာတကိုးကြီးဖျားဇေဒီဘိမှန်များမှာ၎င်းရက်ကွက်နဲ့ကြီးဝါအုပ်ချုပ်ရေးအဖွဲ့များကလည်းသက်ဆိုင်ရာဓမ္မယုံများနဲ့ယုံများမှာ၎င်းဝန်ကြီးဌာနယုံများဌာနဆိုင်ရာယုံများမှာလည်းထို့သို့ရုတ်ဖက်ပူဇော်ရမှာဖြစ်တယ်လို့သိရပါဗျာ။ ရတနာတို့ရုတ်ပတ်တာကတနင်္ဂနွေကလုံးညွှန်ကြားတာပါရန်ကုန်တိုင်းမှာလည်းမင်းညခွာနိုင်က စပြီးရုတ်ဖက်ဖို့ရက်ွက်ရုံတွေအထိညွှန်ကြားတာရှိတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီကလည်းဆိုပါတယ်တနင်္ဂနွေလုံးမှာစစ်ကောင်စီကရတနာတို့ရုတ်ဖက်ခိုင်းရခြင်းမှာမိဘေးလေဘေးရေဘေးနဲ့ငလင်ဘေးစတဲ့သဘာဝ BND ရဲ့များကကင်းဝေးစေဖို့ဖြစ်ကြောင်းဆိုပါတယ်ရန်ကုန်မှာမင်းအွန်လိုင်းမိသားစုရဲ့အလူအဖြစ် ရှင်းလောင်း9500ရှင်ပြူပွဲပြုလုပ်ခဲ့ပြီးရှင်းလောင်းတဦးလင်ငွေကြက်တသိန်းပေးမယ်လို့ဆိုခဲ့တော်လဲ တပြားတစ်ချက်မှမရဘူးလို့မိဘများကပြောဆိုလာပါတယ်ရန်ကုန်မှာမင်းအောင်လှိုင်မိသားစုရဲ့အလို့အဖြစ်ရှင်လောင်း9500ရှင်ပြူဝဲကို AB2 ရက်နေ့ကပြုလုပ်ခဲ့ပြီးရှင်လောင်းတဦးလင်ငွေကျပ်တသိန်းပေးမယ်လို့ကတိပေးခဲ့တယ်လို့လက်တွေ့မှာတော့တပြားတစ်ချက်မှမပေးကြောင်းရှင်လောင်းမင်းရဲ့မိဘတို့ထံမှသိရပါဗျ အေပြင်းနှစ်ရက်နေရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုင်မိသားစုအလူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲကိုရန်ကုန်မှာပြုလုပ်ခဲ့ကြအောင်ရှင်လောင်းများအဖြစ်ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့အခြေခံပညာကျောင်းများမှကျောင်းသားများကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားများကိုကိုရင်အဖြစ်သင်ကန်းစီပေးကြောင်းသင်ကန်းစီပေးရမှာသင်ကန်းစီဖို့ကုန်ကြစေအပြင်ရှင်လောင်းတူးလည်းငွေကြက်တသိန်းပေးမယ်လို့မင်းအောင်လိုင်မိသားစုကပြောဆိုခဲ့တော်လဲလက်တွေ့မှာတော့ကိုစီအိတ်ဖြင့်ကိုသင်ကန်းစီရတဲ့အပြင်ငွေကြက်တသိန်းလည်းမရရှိ ှိကြောင်းအဆိုပါရှင်းပြဘွဲကိုတဲဖြူကုန်းဘုံကြီးကျောင်းကဥဆောင်အခါတော်ပေးခဲ့ကြောင်းသိရပါဗျ။ကျောင်းတစ်ကျောင်းမှာကျောင်းသား25ဦးကိုမဲပေါက်ပြီးရွေးတယ်ရှင်းပြဘွဲလှုပ်တယ်အုပ်ကြီးတွေနဲ့ကျောင်းအုပ်ကြီးတွေရန်ကုန်တိုင်းတိုင်းလုံးကခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလေးမိသားစုဝင်တွေကိုရှင်းပြစရိတ်အဖြစ်ကြံ့ဝင်တသိန်းပေးမယ်။သင်ခန်းတွေဘာတွေကိုဝန်ကြီးချုပ်မိသားစုမင်းအွန်လိုင်းကအကုန်အကျခံမယ်လို့ပြောတယ်။ဒါပေမဲ့ရှင်ပြူဘွဲတာပြီးသွားတယ်ငွေကြတဲ့တင်းလည်းမရပါဘူးကိုကလေးအတွက်တင်ငန်းစေးကအစကိုဟာကိုအကုန်အကျဝယ်ရတယ် ကိုပတ်ဆန်နဲ့ကိုပဲ300လားပါငွေတသိန်းမရတဲ့အပြင်လမ်းစိတ်ပါဆုံးပြီးလူပါပန်းခဲ့ရတယ်လို့ရှင်လောင်းမိဘတူကဆိုပါတယ်မလာနစနဲ့ရှင်ရန်ကစကိုင်းငလင်ကြီးလှုပ်ခတ်လို့လူတေဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့တော့လေမယောင်လိုက်မိသားစုက AB 2ရက်နေ့မှာရှင်လောင်း9500ရှင်ပြူဝဲအလှကိုမဖြတ်ဖဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစီခဲ့ပါတယ် AB 2ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စုပေါင်းရှင်ပြူဝဲနဲ့လှည့်လည်ပွဲကို မြို့နယ်ထွေးအုပ်များကတက်ရောက်ခဲ့ရပြီးရွှေတကုန်းဇီဒီတော်မှလှည့်လည်ပွဲများကိုလုံခြုံရေးအပြည့်ဖြင့်တင်းကျပ်စွာလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါဒ။တိုးရမှာတော့ငလင်းတန်းတဲ့နေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်းပြဝဲနဲ့ပတ်သက်လို့အဝေးဘန်ခံရမှာဆို၍တရင်ထုတ်ပြန်ခဲ့ခြင်းမရှိဘူးလို့သိရပါဗါဒ။စကိုင်းမြို့အနီးကိုဗဟိုပြုတ်လှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်းကို မန္တလေးငလင်းကြီးလိုခေါ်ဝေရန်စစ်ကောင်စီကအမည်သက်မှတ်လိုက်ကြောင်းအကြံပတ်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကထုတ်ပြန်ပြောဆိုပါတယ်စစ်ကောင်စီကမန္တလေးငလင်းကြီးလိုအမည်ပေးထားတော်လေလက်တွေ့မှာတော့ငလင်းဟာသခိုင်းမြို့အနီးကိုအဓိကဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာပါ မလာနစနေ့ရှိရနေ့မွန်လယ်7:50မိနစ်အချိန်စကိုင်းမြူရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမြေအောက်10ကီလိုမီတာကိုဗဟိုပြုပြီးပြင်အား9သမခွန်အဆင့်ရှိတဲ့ငလင်ကြီးကြောင်စကိုင်းမန္တလေးနေပြည်တော်အပါအဝင်ညမတနိုင်ကန်လုံးကအလဲပိုင်းဒေသများမှာလူသေးဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီကထိုငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်သုံးစွရန်တမ်းမှတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်လာပါတယ်။ တရင်မီဒီယာများအနေဖြင့်ကလည်းစစ်ကောင်စီကသတ်မှတ်ထားတဲ့အတိုင်းမန္တလေးငလင်လို့သာခေါ်ကြရန်ဇော်မင်းထွန်းကဖိအားပေးချိန်ချောက်လေးတယ်လို့သိရပါဗျ။ပြည်တွင်းပြည်ပဘူမိဗေဒကျွမ်းကျင်ပညာရှင်များကမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာသခိုင်းပြည့်၍ကြောင့်အဓိကလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသခိုင်းမျိုးအနီကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့ကြောင်းတရင်များကထုတ်ပြန်ပြောဆိုထားပါဗျ။စကိုင်းမျိုးနီကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်လက်ရှိအချိန်အထိလူအနည်းဆုံး3500ကျော်တေဆုံးခဲ့ပြီးလူဦးရေထောင်ချီပြီးဒဏ်ရာရရှိခဲ့ကြပါတယ်။